ပြည်သက်ကြီးအားလုံးပဲမင်္ဂလာပါခင်ဗျာ KP ဖွင့်ထားတဲ့မိမိရဲ့ဖုန်းနံပါတ်ကပျောက်သွားလို့ပဲဖြစ်ဖြစ် KP ဖွင့်ထားတဲ့ဖုန်းနံပါတ်ကိုမိမိကိုယ်တိုင်ဘယ်လိုမျိုးပြောင်းရမလဲဆိုတာကိုကျွန်တော်ပြောပြပေးပါမယ်ပထမဆုံးအနေနဲ့ကျွန်တော်တို့ KPZ application နဲ့ကိုကျွန်တော်တို့ဝင်ပေးလိုက်ပါဒီထဲကိုရောက်သွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ညာဘက်အောက်တောင်းကကျွန်တော်တို့ဒီ mine ဆိုတဲ့နေရာလေးကိုနှိပ်ပေးလိုက်ပါခုလိုမျိုးပေါ်လာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ရှိန်းဖုန်းနံပါတ်ဆိုတာကိုကျွန်တော်တို့နှိပ်ပေးရပါမယ် โอเคပြီးသွားပြီဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒီ chain ကိုနှိပ်လိုက်ပါဒီနေရာရောက်သွားပြီဆိုလို့ရှိရင်เนาะကျွန်တော်တို့ confirm ကိုနှိပ်ပေးရပါမယ်โอเคခုလိုမျိုးပေါ်လာပြီဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒီမိမိပြောင်းတိုတဲ့ဖုန်းနံပါတ်ပေါ့เนาะမိမိပြောင်းမဲ့ဖုန်းနံပါတ်ကိုကျွန်တော်တို့အရှိက09နေရာမှာကျွန်တော်တို့9တလုံးပဲရိုက်ပြီးတော့မှနောက်ကကျွန်တော်တို့ဖုန်းနံပါတ်၉လုံးကိုပြည့်စုံအောင်ထည့်ပြီးတော့မှကျွန်တော်တို့ next ကိုနှိပ်လိုက်ပါ okay ဒီနေရာရောက်ပြီဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒီအောက်ကကျွန်တော်တို့ step ဆိုတာကိုနှိပ်ပေးရပါမယ် โอเคဒီနေရာမှာကျွန်တော်တို့ရဲ့ဒီမျက်နှာကို scan ဖတ်ပေးရမှာပဲဖြစ်ပါတယ်ကျွန်တော်တို့ခလုတ်ကိုနှိပ်ပြီးတော့မှာကင်မရာပုံပေါ်လာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့အဲဒီကျွန်တော်တို့ရဲ့မျက်နှာကိုကျွန်တော်ပြပေးရမှာပဲဖြစ်ပါတယ်အဲ့လိုမျိုးပြပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ continue ကိုနှိပ်လိုက်ပါ okay အဲဒါဆိုလို့ရှိရင်ဒီမှာပေါ့နော်အဲပုံရိုက်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ confirm ကိုပြန်နှက်ပြီးတော့နှိပ်ပေးရပါမယ် โอเคဒီနေရာကိုရောက်သွားပြီဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒီမှာပေါ့เนาะဒီကျွန်တော်တို့ရဲ့ဒီ KP ရဲ့ password ရှောင်းလုံးကိုရိုက်ပေးရမှာပဲဖြစ်ပါတယ်ပြီးပြီးသွားပြီဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒီမှာပေါ့เนาะအဲဒီလိုမျိုးပေါ်လာပြီဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒီမှာပေါ့เนาะအရှိန်မဲ့ဖုန်းနံပါတ်အစ်စ်ပြောင်းလိုက်တဲ့ဖုန်းနံပါတ်ထဲကိုကျွန်တော်တို့အဲဒီ message ပေါ့เนาะကုတ်ရှောင်းလုံးရောက်လာမှာပဲဖြစ်ပါတယ်အဲ့ဒီကုတ်ရှောင်းလုံးကိုဒီမှာထည့်ပြီးတော့မှကျွန်တော်တို့ဒီ call out က confirm ကိုကျွန်တော်တို့နှိပ်ပေးလိုက်ပါ ဲ့ဒီလိုမျိုးနှိပ်ပေးလိုက်ပြီဆိုလို့ရှိရင်เนาะကျွန်တော်တို့အဲ့ဒီကုန်းဆောင်လုံးကိုထည့်လိုက်ထည့်ပြီးတော့မှကျွန်တော်တို့ confirm ကိုနှိပ်ပေးလိုက်တယ်ဆိုလို့ရှိရင်เนาะအဲကျွန်တော်တို့ရဲ့ဒီပေါ့เนาะအဲ့ဒီ KB ဖုန်းနံပါတ်ကကျွန်တော်တို့အဲ့ဒီအစ်စ်ကိုပြောင်းလဲတာအဆင်ပြေပြီပဲဖြစ်ပါတယ်အားလုံးပဲအဆင်ပြေကြပါစေခင်ဗျာကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးခဲ့ကြပါဦးเนาะ